ယောဂီအလုံးပဲတရားပဲမှတ်ချက်တရားပဲနှလုံးသွင်းကြတစ္ဆတရားတော်ကိုမဟုတ်သိမိမလားကြားမိတရားပန်းရှင်ဖြစ်တော်မူသောသဗ္ဗညုပယရှင်ကိုယ်တော်မြတ်ကြီးအားနမောတတ၃ချိန်ဖြင့်ရှုခိုးကြောလိုက်ကြပါအောင်စုနမောတတဘေကဝါတုအရဟတုသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဘဂဝတောအရဟတောဓမ္မတံဗုဒ္ဓတနမောတတဘဂဝတောအရဟတောဓမ္မတံဗုဒ္ဓတသဗ္ဗညုပြရှင်ကိုယ်တော်မြတ်ကြီးအားနမောတတသုံးကျင်ပြရှိခိုးပြီးတဲ့နောင်ခြေသူတော်ရှင်အေကမဟာပန္တိတ မဝစ္စရဘုရားကြီးဉာဏ်တော်အားပူဇော်တော်အားဖြင့်ဆရဘုရားကြီးခန္ဓာမချမီရေဆက်တိကုန်ကဲ့သို့ဤရှိတော်လင်္ကာဒေတိပြုတ်လင်္ကာတို့ဖြင့်ဆရဘုရားကြီးဉာဏ်တော်အားပူဇော်လိုက်ကြပါဦးဆိုမူလနေပြတေသနေကုလေကုအလောအင်္ဂါ၁၂ပါးတရေကိုမြန်နေ့ သုံးပါအစနယမူလသုံးပါနိသာလသုံးများရှင်ယနေစေဒီရှိတွေကိုခရွေကျမတိစေအပ်သည်အန္တရာမလွတ်ကြောင်းသည်အဝေစနိတနာအရင်ကဥပဒံကံကြောင့်ယုံနာပေါ် အပင်မမျိုးမျိုးမအပင်အမြင်မပြဆက်စပ်တိဟံကံကြောင့်ရုပ်နာယုတ်ကြောင့်ကံသတိမြာကထင်ရှားပြုပြင်းစီရင်ပန်းစင်အကြောင်းရင်းကြောင့်လူနှမြစွာ tadawaro silayamu mahohu nyamshin shuye myo tadu shini tadanaro ni natangwaya chasakku gu ni goza tangdoan shisakuna ku ni tongye taukjao ခုနှစ်ရက်စတလ2025ခုနှစ်ညနေပိုင်း၄နာရီမိနစ်၄၀ချင်းဖြစ်ပါတယ်။ယနေ့ညနေပိုင်းယောဂီပေါင်းတို့အားဦးစင်တို့ဂျေဇုဆမတရားတော်ကသစ္စာလေးပါးတရားတော်ဗတရားတော်ပါလေသစ္စာလေးပါးတရားတော်ပါဘုရားရှင်လူစံတော်တော်အတိုင်းဖျက်ထားတော်မူခဲ့တယ်ဓမ္မကဏ္ဍတို့ကိုဆရာလုပ်ပြီး ထိုးထိုးထွန်းထွန်းနဲ့ကန္တညာရောက်တစ္ဆာဆိုင်အောင်အောက်ဖွန်ညောင်ပြဆုဆုံမကေရေကျေးဇူးတော်ရှင်အကမဟာပန္တိတာမဝစရဝေယျကြီးညံတော်အဥထိတ်မှာပတ်စင်ပြီးရန်ကုန်တိုင်းဒေသကြီးကောစကန်နယ်တွင်၌တရင်သုံးနေထိုင်ကြကုန်သောဆရာတော်တန်ခါတော်ရှင်မြတ်များဤဘုံရိတ်ကံရိတ်မေတ္တာရိတ်တို့ကိုခိုလွန်ကအစဉ်တို့ လေးလထားသလောင်းကျိုးစားထားသလောင်းဉာဏ်ရောက်သလောက်ကိုယောဂီပေါင်းတို့အားဟောပြောပြသပေးမှဖြစ်ပါ रे ဝိစဉ်တော်ပြောပြသမင်းတစ္ဆတရားများကိုနာလေနာနိုင်ကြပါစေနာရတိုင်းလေတိကြပါစေတိတဲ့အတိုင်းလေကျင့်ကြံကြိုးကိုပွားများအားထုတ်ပြီးဒီဘဝ ဒီခန္ဓာမဆောင်မီမဆိုင်ဘဝနိဗ္ဗာန်မြင်နိုင်သော သူတို့ကောင်းမြတ်ဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာများပို့တော်လိုက်ပါရယ်မေတ္တာပို့တော်ရတဲ့အတိုင်းလေကြိုးစားထုတ်ကြပါလို့ထပ်မံပြီးတိုက်တွန်းလိုက်ပါရယ်ရှုပ်ကြည့်ပေါင်းတို့ဦးဇင်းတော်ပြောမြေသစ္စာတရားများကိုမိမိတို့ ခန္ဓာကိုယ်ဣရိယပုတ်လေးမြတ်တာဆိုဖြင့်ရိုရိုတည်တည်လေးလေးဆန်းဆန်းနဲ့နာယူမှတ်သားနိုင်ကြပါပြီ။နန္ဒရာဇိကရှိလာတဲ့နည်းအညာမိဘဆွေမျိုးညာတကာဆိုရာမတော်ဘူးတဲ့သူမရှိကြသည်မို့ယောဂီဇနောတူတည်တန္တရာတကြောမှာဝိပဿနာတရားတွေကိုကျူးစောင်းမထုတ်ခဲ့လီတော့ကြည်စံကုဘောတကွေမှာ ပြန်ပြီးတော့မဆုံရဘူးလားဆုံရပါဗျာရှဂရုဇနုဘဝတကွေပြန်ဆုံသေးရတာဒီသစ္စာတိခဲလို့လားမတိခဲလို့လားမတိခဲလို့ပါဗျာကေသစ္စာမတိလို့ပြန်ဆုံတာဘဝများစွာတန္တရာထဲမှာရှဂရုဇနုတို့တွေခန္ဓာရုပ်ပုံ အမျိုးစုံအောင်ဘာကြောင့်ကျင်လည်ရတယ်လဲဆိုရင် သစ္စာမတိလို့ဘာမတိလို့သစ္စာမတိလို့အရိသစ္စာမတရားလဲဘာကြောင့်မတိရသလဲဆိုရင်တဒါအာမကောင်းကဲလို့ဘာမကောင်းကဲလို့တဒါအာမကောင်းကဲလို့အရိတရတရားကဘယ်နှမျိုးရှိသလဲဆိုရင်တော့၄မျိုးရှိတာပေါ့တရတရားဘယ်နှမျိုးရှိလဲ၄မျိုးပါဗျာ နံပါတ်1ကပတ္တနာတတတဲ့နံပါတ်2ကဟောကပနာတတတဲ့နံပါတ်3ကအဓိကမတတတဲ့နံပါတ်4ကအာကမတတဆိုပြီးတော့တတက၄မျိုးရှိတယ်တတကဘယ်နှမျိုးရှိလဲ၄မျိုးပါဗျာဒါဆိုရင်နံပါတ်1ကဘာလဲဆိုပတ္တနာတတနံပါတ်2ကပတ္တနာ ပတနာတရဆိုတော့ဘာကိုပြောတာလဲဆိုရင်ပွဲပုံကိုစိုက်ထားတဲ့ဒုတ်ချောင်းလိုပဲတဲ့လီတိုင်းလဲလဲသွားမှာပဲလွင့်သွားမှာပဲပတနာတရဆိုတော့ယောဂရုစင်တို့ယုံကြည်မှုကိုးကွယ်မှုဟာမခိုင်မာဘူးယုံကြည်မှုကိုးကွယ်မှုဟာမခိုင်မာဘူးတဲ့အသွင်းအပြင်လောက်ပဲကိုးကွယ်တယ်အနှစ်တရားကို မကိုးကွယ်နိုင်သေးဘူး အစ်စ်တရားကို မကိုးကွယ်နိုင်သေးဘူးတဲ့ဘယ်လိုပြောလဲအနှစ်တရားကို မကိုးကွယ်နိုင်သေးဘူးအစ်စ်တရားကို မကိုးကွယ်နိုင်သေးဘူးဒါဆိုယောဂရဇနုတ္တေတန္တရာကြီးကမှခန္ဓာယုတ်ပုံ အမျိုးစုံအောင်ဒုက္ခများစွာအိုနာတိများစွာနဲ့ဘာကြောင့်ကျင်လည်ရတယ်လေဆိုရင်ပတ္တနာတ္တာဖွဲပုံကို ဒုတ်ဆိုင်ထားသလိုပဲတဲ့မခိုင်မာတဲ့တရားတွေအပြောတဲ့တရားတွေယုံကြည်မှုနည်းတဲ့တရားတွေလောက်ချင်ကြင်တဲ့စိတ်တွေမရှိတဲ့တရားတွေအဲ့ဒီတရားတွေအကြောင်းယောဂီဝဇ္ဇနတို့တွေမှာခန္ဓာယုတ်ပုံအမျိုးစုံအောင်အိုနာသေးတွေနဲ့တန်တရာအแทမှာကျင့်လေရတာလို့ပြောတယ်နော် တောဆုံယောဂိတနာသဘောပေါက်ပေါ်ပြော့ညံ့တဲ့တတာအာနေတဲ့တတာကျိုးပဲ့တဲ့တတာတချို့တဝက်ပြတ်သွားတဲ့တတာတရားတွေဟာအရှိတရားကိုမမြင်နိုင်ဘူးတဲ့ဘာကောမမြင်နိုင်ဘူးတဲ့တကုတ်ဘလို့ဥပမာပေးထားတဲ့ဆိုရင်ယောဂီတို့မှတ်မိအောင်ချက်ပြောရမယ်။ပွဲပုံကိုဒုံးဆိုင်ထားသလိုပဲ။ဘလို့ပြောတာ?ပွဲပုံကိုဒုံးဆိုင်ထားတယ် ဒါဆိုရင်လေတိုက်လေလွန့်သွားမှာပေါ့နော်နော်လူအနှုတ်သွားရင်လည်းပျောက်သွားပါသွားမှာပေါ့နော်ဒါကြောင့်ယောဂီစနောရဲ့အဲ့လိုအာနေတဲ့တရားချိုးတဲ့တရားကျိုးပဲတဲ့တရားတဝက်ပြတ်တဲ့တရားတွေကြောင့်အရှိတရားကိုလည်းမမြင်နိုင်ဘူးတဲ့အသွင်အပြင်မှနေလန်းဆုံးနေကြတယ်အနှစ်တရားနောက်လည်းမလိုက်နိုင်ဘူးတဲ့အစ်စ်တရားနောက်လည်းမလိုက်နိုင်ဘူးတဲ့ဒါကြောင့်တန်တရာအရှိကြီးလေရတာ ဘယ်လိုလဲရတာအရေးကြီးတယ်ဗျာနော်ယောဂီတွေဆိုတော့ဘလိုတရာတရားကြောင့်တန်တရာလဲရတယ်ဆိုတော့အတိဖို့ပြောတာပါနော်နံပါတ်1ကဩကပနတဒါတဲ့နံပါတ်2ကဩကပနတဒါတဲ့အဲ့ဒါကတော့ယရဏသုံးပါးနဲ့ကံကံကြီးโจကိုအပြည့်ဝယုံကြည်သွားတာနားလေအောင်ပြောရင်ခိုင်မြဲတဲ့တဒါဘာတဒါ ခိုင်မြဲတဲ့တရားသူကတော်တော်ခိုင်မြဲသွားပြီလို့ပြောတယ်ဗျနော်ဝိယောဂရစနေကဒီယုတ်တဘောနံတဘောတွေတောင်းနားလေသွားပြီလို့ပြောတယ်နော်ယုတ်တဘောနံတဘောတွေလေကေပရိဝတ်စံပတ်ဆိုတာတခြားလားအကြောင်းကျိုးပြောတာလားအကြောင်းကျိုးဒီမှာပပတ်လေအောင်ပြနေတဲ့ပရိစ္ဆန်သဘောကြီးဆိုတာဘာကိုပြောတယ်လဲဆိုရင်အကြောင်းကျိုးကိုပြောတာဘာကိုပြောတာအကြောင်းကျိုး တော့ဆိုရုပ်ရည်သူတို့အကြောင်းကျိုးတွေလည်းနားလည်တော်ပြီ။ဟောပရိသတ်သူကအွက်လေးွက်တော်ပြောတာတင်းတဲ့သူကအကြောင်းတရားပဲ။နှင်းနဲ့လေးကအကျိုးတရားပဲ။တင်းတဲ့သူကအကြောင်းတရားပဲ။နှင်းနဲ့လေးကအကျိုးတရားပဲ။ဒါဆိုရင်ပရိသတ်သူဆဝိုင်းကြီးဆိုတော့အကြောင်းကျိုးလှဲ့နေတဲ့သဘောကြီး။ဘာကြီးလဲ။ အကြောင်းကျိုးလဲနေတဲ့သဘောကြီးဒါတွေကိုနားလဲတော့တာလို့ပြောတယ်နားလဲအောင်လဲလုပ်တာလို့ပြောတယ်ဩကပနတရာကလေအကြောင်းကျိုးတွေကိုနားလဲအောင် လုပ်တဲ့သဘောမပေါက်ပေါက်အောင် လုပ်တာလို့ပြောတယ်မရှင်းတာကိုရှင်းအောင်လုပ်တာလို့ပြောတယ်ဒါဟာအကြောင်းတရားပဲသိအောင်လုပ်တာလေဒါဟာအကျိုးတရားပဲသိအောင်လုပ်တာလို့ပြောတယ်เนาะဒါဟာယုတ်တရားပဲသိအောင်လုပ်တာလေဒါဟာနံတရားပဲသိအောင်လုပ်တာလေတသံတရားလုံးကမသိခဲ့တဲ့တရားတွေကိုသိအောင်လုပ်တာ ဘလို့ပြောတာတသံတရားလုံးကမတိခဲ့တဲ့တရားတွေကိုသိအောင်လုပ်တာဟိုယောဂရုစနောတသံတရားလုံးကအကြောင်းကျိုးမှမတိခဲ့တာလေချုပ်သဘောနဲ့သဘောတွေလည်းမတိခဲ့ဘူးလေဒါကြောင့်ဟိုမခိုင်နေတဲ့တရားတွေကြောင့်တန်ត្រာအရှိကြီးလည်းကြားရမှာမို့လားခိုင်မြဲသွားရင်တန်ត្រာလည်းအောင်လုပ်မလားတန်ត្រာဖြတ်ပြင်မလားအဲခိုင်မြဲတဲ့တရားရှိဖို့ရည်ကြည်တာပေါ့ဩကပ္ပနတရားဆိုတာဒါပြောတာပေါ့နော် ကြောင်ကျိုးတွေလည်းနားလည်အောင်လုပ်တယ်ရှင်းအောင်လုပ်တယ်ယုတ်သဘောနာသဘောတွေလည်းကွဲ့အောင်လုပ်တယ်ဒါဟာပညာပဲဒါဟာ ਪਰ မတ်ပဲညာနဲ့မှတိအောင်လုပ်တာလို့ပြောတာเนาะအကြောင်းပရိစ္ဆေသမားကွဲ့ပဲနဲ့ကွဲ့လေးခွဲလေးချင်းပတ်ချင်းသဘောကိုပြတာဒီပဋိစ္ဆေသမုပ္ပတ်ဘယ်လိုပြောလဲလေးချင်းပတ်ချင်းသဘောကိုပြတာဒီပရိစ္ဆေသမုပ္ပတ် ဒါပေမဲ့ရှင်တဲ့မိုးဆိုရပြောတဲ့ဒုက္ခနဲ့လေနေတာဒီပဋိစ္စသမုပ္ပတ်ဘယ်လိုပြောတာအရာကိုသိအောင်လို့လို့ပြောတာပြယောဂရုဇနုနေတိုင်းနေတိုင်းဇနိခင်မုန်းနဲ့လဲနေတာမဟုတ်ဘူးဒုက္ခနဲ့လဲပတ်နေတာသာသမိတွေနဲ့လဲနေတာမဟုတ်ဘူးဒုက္ခနဲ့လဲပတ်နေတာ ရှာရေးပွေတွေနဲ့လက်ပတ်နေတာမဟုတ်ဘူးဒုက္ခနဲ့လက်ပတ်နေတာဒီအိုးအိမ်တိုက်တာကြီးတွေမှာလက်ပတ်နေတာမဟုတ်ဘူးဒုက္ခနဲ့လက်ပတ်နေတာအဲ့ကိုဘုရားရှင်ကြောင့်မိုးစပြအဲ့ဒါကိုသိအောင်လို့အဲ့ဒါကိုသိအောင်လို့လို့ပြောတာဩဂပနာတတာတသံတရားတော့မသိခဲ့တဲ့တရားတွေကိုသိအောင်လို့လို့ပြောတာကိုယောဂီတို့သစ္စာတရားနာကြားတော့မသိရဘူးလားသိအောင်လို့လို့ပြောတာဒီတရားတွေကိုလေဒီတရားတွေကိုမသိရင်အကန်း ီတရားတွေကိုမသိအကံအဝိဇ္ဇာကိုပြောတာဗျာနော်အကံဘလုကန္နာဆိုမဟုတ်ဆိုပြောတယ်အဲ့ဒါဇုံလုံးကံกว่าဘလုကန္နာလဲဇုံလုံးကံမသိတာကထင်ရလောက်တာကသင်္ခါရမသိရင်ထင်ရလောက်တာတဲ့မသိရင်ထင်ရလောက်တာကဲသိရင်ထင်ရလောက်အောင်မလား ကြိုတင်ပြင်ဆင်ပြီးမှအကောင်းတည်ကြည်လုံးပါဖို့ယောဂိရဇနောအတိတ်ကမတိကတော့ထင်ရလုတ်ခဲတော့သင်္ခါရပစ္စယဝိညာဏအကုခဏဘဏပါယတွေ့လိုက်တဲ့ဒုက္ခတွေတရထဲလားနေတိုင်းလားနေတိုင်းပါအဲတွေ့ရမယ့်ဒုက္ခတွေကနေတိုင်းလားမသိမချင်းလားမသိချင်းပါအဲဒါလို့ဒုက္ခတွေနဲ့တွေ့မယ်ဆိုတော့တွေ့ရင်သိရင်အတိတ်တော့သင်္ခါရပဲထင်ရလုံးမလဲတေချာလုံးမှာပေါ့နော် ဩကပနတ္တတာအကြောင်းကျိုးတွေနဲ့နားလည်အောင်လုပ်မယ်ယုံနဲ့နေလဲကြွအောင်လုပ်မယ်အရှိနာအရှိခန္ဓာကိုအတိညာနဲ့ကြည်ပြီးတော့လေးချက်လေးမှနဲ့အပိဖြတ်နိုင်အောင်ကြိုးစားမှာပေါ့ဟောသင်္ခါရဝိဇ္ဇာဥစည်းပြီးထင်အောင်လုပ်လိုက်တော့ပြုတ်ကြလိုက်တာဝိညာဉ်ဆိုပြီးတော့ကုက္ကန္နာ၅ပါးဒုက္ခသစ္စာရတာလေဘလောက်ဆင်းရဲတယ်ဒီခန္ဓာကြီးရတာနော် ကုခန္ဓာကိုယ်ကြီးကိုထမ်းပိုးသွားနေရတော့ဆင်းရဲတာဒီယောဂီတွေကြည်ပေါ်ဒီမှာတက်လာတယ်ဘုဒ္ဓခန္ဓာထမ်းတက်လာဘုဒ္ဓခန္ဓာ မလေးဘူးလားလေးလားကိုယ်ခန္ဓာထမ်းတာတော့လေးတယ်လို့ပြောတယ်နော်ဆင်းဘုသူခန္ဓာထမ်းပြီးဆင်းရမယ်မတန်းကျင်ရင်လည်းလှိမ့်ချလိုက်ပေါ့ဗျအဲ့ဒါမှပိုဆိုးနေမယ်နော်ဟာတခါယူဆုံးမင်းဒေါ်အေးဆိုးတို့နော်တက်လိုက်စနဲ့လုံနေစအပေါ်ရရင်ပါလို့လိုက်လှိမ့်တာခြောက်လိုက်ဒါမှပိုဆိုးနေမယ်ခန္ဓာကိုပြောတာနော်အော်ရယ်ဆန်အိတ်ထန်းနဲ့ဘီလက်မြေအိတ်ထန်းနဲ့ဆိုတာထန်းနှုံးလေးတာတဲ့ချလိုက်ရင်ပော့သွားတာတဲ့ ဝန်ကြီးရအပေါ်မှာမရှိတော့ပော့သွားတယ်ခန္ဓာဝန်ကြီးရတောက်လျှောက်ထမ်းနေရတာလေးတဲ့တောက်လျှောက်ဆိုတာတသံတရာလုံးကို ပြောတာဒီခန္ဓာဝန်ကြီးထမ်းနေရတာဘလောက်လေးတယ်တော့ကြောင့်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကလေရဟန်းကိစ္စပြီးသွားတဲ့နဲ့ကိဋ္တိတာတွေအကျွမ်းမဲ့ပယ်ပြီးတဲ့နေ့မှာဒီခန္ဓာဝန်ကြီးကိုလွတ်ချချင်တာလို့ပြောတယ်ထာရလေးလုံးလို့တယ်မြင့်မတော်မကလေးတယ်လို့ပြောတယ်ခန္ဓာဝဉ္ကြီးကလေးပြယောဂီတို့ဇင်းတို့ကြည်ပါလား ပေတော်တော်ဘယ်လာလာတက်တက်ဆင်းဆင်းထိုင်တိုင်းထထတော်တော်လာလာပြည့်ပြည့်လွလွဘုသူဝန်ထမ်းနေအောင်ခဏဝင်ကြီးထမ်းနေမလေးဘူးလားလေးလားလေးပါလေးရနေထိုင်မကောင်းရင်ပိုးဆိုးတယ်ထားလည်းမထချင်ဘူးကြွလည်းမကြွချင်ဘူးခန္ဓာဝင်အဲ့ဒါလောက်နှိမ့်ဆက်တာလို့ပြောတယ်နော်ဒီနေ့မှယောဂီတို့နေထိုင်မကောင်းအပြားနာမဖြစ်ဘူးတဲ့ပုံကမှမရှိတာလေအဲ့ဒါလိုများဖြစ်ရင်ဒီခန္ဓာဝင်ကြီးနော်ခေါင်းလေးလည်းမကြွနိုင်ဘူးခန္ဓာကိုယ်လေးလည်းမလှုပ်နိုင်ဘူးနော် တော်တော်ဒုက္ခပေးတဲ့ခန္ဓာဝန်အယောဂီလိုဆိုတော့ဖြစ်နေတော့ပလေကြောက်ကတည်းဖြစ်လိုက်စီကြိုတွေဖြစ်လိုက်နှလုံးရောဂါတွေဖြစ်လိုက်တွေးတိုးတွေဖြစ်လိုက်တွေးကြတွေဖြစ်လိုက်ကင်ဆာတွေဖြစ်လိုက်ခန္ဓာကိုယ်တစ်ခုလုံးအမျိုးစုံဒုက္ခပေးတာဒီခန္ဓာဝန်လေးုံနဲ့မကောက်ဘူးတဲ့ယောဂမျိုးစုံမှာစုပြုံပေးတာလို့ပြောတယ်ခန္ဓာဝန်ကြီးကလေယောဂာမြာစုဝေယခန္ဓာဝန်ကြီးကယောဂာမြာစုဝေယ ဲအဲ့ယောဂဘယ်ရလာတယ်လဲဆိုတာသိသလားယောဂီတွေသိချာမှန်တော့ယောဂဆိုတာအစာအစာကလာတာတဲ့ယောဂဆိုတာယောဂမှန်သမျှကာရီယထာရီနဲ့တိုက်လာတော့မဟုတ်ဘူးအစာအစာကလာတာလို့ပြောတယ်ယောဂီတို့စနုံပါလေ။အောက်ကြောင့်ခန္ဓာဝဉ္ကြီးကလေထမ်းရတဲ့ဒုက္ခလဲပေးတယ်လို့နှိပ်စက်တဲ့ယောဂအမျိုးစုံဒုက္ခလဲ ပေးတာလို့ပြောတယ်။ဒါကိုဘုရားရှင်ကြောင့်မိုးဆွေရဟေ့တန်တရားလုံးကမတိခဲ့တဲ့တရားတွေကိုသိအောင်လို့အဲ့ဒါလိုတရားမျိုးရှိရမယ်လို့ပြောတာ။ဒါဟာအကြောင်းတရားပဲဒါဟာအကျိုးတရားပဲသိအောင်လို့တဲ့ဒါဟာယုတ်တရားပဲဒါဟာနံတရားပဲသိအောင်လို့တသံတရားလုံးကမတိခဲ့တဲ့တရားတွေကိုသိအောင်လို့လို့ပြောတာ။အဲ့ဒါဘာတရားလဲဆိုရင်ဩကပနာတဒ္ဒနံပါတ်3အဓိကမတဒ္ဒနံပါတ်3ကဘာလဲ။ ဒီကမတတံအဒီကမတတံဆိုတာကအကြောင်းကျိုးနာလေယုံနံကွဲအကြောင်းပေါ်ညာရှင်တန်တရားကင်းဒါအရှိခန္ဓာပဲဆိုပြီးတော့ဒိဋ္ဌိအတိနဲ့ပြုတ်ပြီးတော့ညာတော်ပริญญาအကောင်ပြီးတိရပริญญาနဲ့ပွားများရှုချလို့တခါမြင်တခါမုံတခါဆုံးသွားတဲ့သောတာပန်ပုဂ္ဂိုလ်ကိုပြောတာဘာပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်ကိုပြောတာ တောတပံပုဂ္ဂိုလ်ဟာခိုင်မြဲယုံနေမကားတော့ဘူးတဒါလုံးဝအပြတ်မခံတော့ဘူးတဲ့တောဘဗုဒ္ဓကုဋ္ဌနုနာသိကြီးပါလားအမျက်ဆက်ပြဲတရားကိုအစွန်ဖျားနေနာပြီးတော့တောတပံတည်သွားတာမို့လားပိဋကတိအများကြီးရှိတဲ့ထဲမှာသူ့မှာကုဋ္ဌနုနာသိဆိုတာခန္ဓာကိုယ်ကအရေးပြယောဂါကြီးရှိတော့ပိဋကရဲ့ကြောင့်ဝင်ဆက်မှုမရှိတော့တရားကိုအတွင်းထဲမှာ မနာရဲဘူးလို့ပြောတယ်ဟုတ်ပိသက်ရဲ့အစွန်ဖျားကနေပြီးတော့ဘုရားရှင်ဟောကြားတဲ့တစ္ဆာမြာကို နာကြားတာလို့ပြောတယ်တကယ်တရားလိုချင်တဲ့ပုဂ္ဂိုလ်ကတကယ်ကိုနာတာလို့ပြောတယ်အဲ့လိုပုဂ္ဂိုလ်မျိုးကမြတ်စွာဘုရားတရားကိုနှစ်သက်လိုလားတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားနှုတ်ကဖွင့်ထားတဲ့တရားစကလုံးတိုင်းစကလုံးတိုင်းကို နားရဲကဖိတ်စင်မထွက်အောင်နာရတာပြည့်အဲ့လိုနာရတယ်အဲ့လို နာတရားနာနေရင်တော့အလုတ်ကိုနှလုံးလုတာလို့ပြောတယ်။ဉာဏ်ကခန္ဓာပဲလက်ကြည်တာ။ဉာဏ်ကပဲပဲလက်ကြည်တာ။ဉာဏ်ကခန္ဓာပဲလက်ကြည်တာ။ဒါကိုဘုရားရှင်ကြောင့်မိုးစရာကြီးသုံးသွားတယ်မို့လား။နာကတရားနာဉာဏ်ကခန္ဓာလက်ဒီလိုပြောတာမိုးစရာကြီးရ။ဒေသနာဉာဏ်ာနုတာရဏဉာဏ်ံပေတင်တတ်တဉာဏ်ုတ္တရတဟောတိတန်လေးကိုပြောတော့ပါပဲเนาะ ဒေသနာညာနာနုဒါရဏဟောတော်မူသောဒေသနာညာနာကိုအစဉ်လျှောက်သဖြင့်ဉာဏ်ဉာဏ်ကိုပေသင်တတ်တာခန္ဓာရဲသို့စေလွတ်တော်နာကတရားနာပြီးဉာဏ်ကပဲထဲကိုလွတ်တော်ခန္ဓာရဲကိုလွတ်ဘလောက်ကောင်းလဲနော်ဉာဏ်ဉာဏ်ကိုတဲ့ခန္ဓာရဲကိုစေလွတ်ပါလို့ပြောတယ်ဒေသနာညာဏလူတာရဏညာဏပေတိတ္တညာဏဥဒရတဟောတိတဲ့ အဲ့ဒါလိုညံကိုခန္ဓာရဲကိုစေလွတ်တဲ့ပုဂ္ဂိုလ်ကညံနေရရင့်ကျက်လာမယ်မြင့်မြတ်လာမယ်ထက်မြက်လာမယ်လို့ပြောတယ်။ဒါလေးကိုမိုးစရိယအများနာလေအောင်ပြောလိုက်တယ်။နာကတရားနာညံကခန္ဓာလေဒီနာကမြတ်စွာဘုရားဟောကြားတဲ့တရားတန်နဲ့ဒိုင်းကနေဒိုင်းကနေဒိုင်းကနေတိုက်တိုင်းမှာတရားတန်နဲ့နာကတခြားလားယုတ်တရားလားကြားစိတ်လျား နန္တရာရုပ်တရားနဲ့အတန်တခါကြရင်ယုံနာတခါပေါ်တာအဲ့ဒီယုံနာတခါပေါ်တာကမရှိတော့ဘူးပြတ်သွားပြီဆိုတော့ဒုက္ခသစ္စာပဲနောက်တဲ့အတန်တခါကြာပြီယုံနာတခါပေါ်တယ်ညံနေရှုချလိုက်တော့ဒုက္ခသစ္စာပဲဆိုအတန်တခါကြာယုံနာတခါပေါ်အတန်တခါကြာယုံနာတခါပေါ်အတန်အခါတရားကြတော့ယုံနာအခါတရားပေါ်ညံနေစိုက်နိုင်တော့ပြောရတယ်နော် တရားနာကြရင်လည်းညာခန္ဓာရဲ့ကိုစစ်လို့ပြီးတော့ဒါဟာယုတ်ပဲဒါဟာနံတရားပဲဆိုပြီးတော့နာမရူပပရိစ္ဆေဒညာယုံနံကိုပိုင်းခြားလိုက်တာအဲ့ဒါလိုပိုင်းခြားပြီးဒီယုံနံရဲ့ဖြစ်ချင်းပြည့်ချင်းကိုနောက်ကညာနဲ့ဆုံးဖြတ်ချက်ချပြီးတော့ကြိလိုက်တာလို့ပြောတယ်ကျုံနံတခါပေါ်တခါပြည့်ယုံနံတခါပေါ်တခါပြည့်ဟာစိုက်လိုက်တဲ့သစ္စာတွေနဲ့ဂျိန်နဲ့ဂျိန်သုံးဂျိန်သစ္စာတွေစိုက်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 ပြီးတော့ဒီယုတ်ဒီနံကိုသူကဖြစ်ချင်းပြည့်ချင်းတွေဂျိန်ဂျိန်မြင်တော့ရထာဘူတဏ်ညာရတာလို့ပြောတယ် ကြင်ပြကြင်နေကြင်ကြင်မြင်တော့ဖြစ်ပြမွေသေးဖြစ်ပြမွေသေးအနာကြရင်းနဲ့ခန္ဓာဘက်ကိုညံလှဲ့တာတဲ့သုဘဗုဒ္ဓဂုဋ္ဌနုနာသေးကြီးကလေအလုတ်ကိုနှလုတ်ကိုတခါတည်းလုတ်တာလို့ပြောတယ်ဒီပြချင်းပြချင်းမွေချင်းသေးချင်းကိုမြင်မှများတော့မောခဏခဏကြည့်ရတဲ့အသေးခဏခဏကြည့်ရတဲ့အသေးအကြောင်းဘုရားရှင်ကမိုးဆူရပြောတယ်မို့လားကိုမသားကိုကိုညံနဲ့ပို့တာဝိပဿနာဘယ်လိုပြောတာ ကိုမတာကိုကိုညံနဲ့ပို့ရာဝိပတ္တနာကျုံနဲ့တကပေါ်အိဋ္ဆတ်တခါရောက်သွားတာပဲတဲ့ညံနဲ့ရှုချလိုက်ရုံနဲ့တကပေါ်အိဋ္ဆတ်တခါရောက်သွားတာပဲတဲ့ညံနဲ့ရှုချလိုက်အဲ့ဒါကိုအသေးကိုမတာတွေကိုအသေးကိုမတာတွေကိုအသေးကိုမတာတွေအဲ့ဒါကိုဗာနဲ့ပို့ညံနဲ့ပို့ရာအကြမိုးစလိုကြီးကပြောတယ်ကိုအသေးကိုမတာကိုညံနဲ့နာနာပူဇမ်းပါတယ်ဥစရိယဒီလိုပြောတာဗျကိုအသေး ကိုမတာကိုညံနဲ့နာနာပူဇံပါပေါ်တဲ့ယုံနာပေါ်ပြီးရင်ကြောက်မှာပဲလေဖြစ်တဲ့ယုံနာဖြစ်ပြီးရင်ပြတ်မှာပဲလေမွေးတဲ့ယုံနာမွေးပြီးရင်တိမ်မှာပဲလေအဲ့ဒါကိုဘယ်သူနဲ့ပို့ရမလဲညံနဲ့ပို့ရမှာပေါ့ဘယ်သူနဲ့ပို့ရကိုမတာကိုကိုညံနဲ့ပို့တာဘုန်းကြီးတွေပြင်စရာမလိုဘူးနော်လူတွေဖိတ်စရာမလိုဘူးနော်တကယ်သေးသွားတဲ့မတာမတာမှကြတော့ဘုန်းကြီးတွေလည်းပင်ရတယ် ဟိုတယောက်တည်းပို့အောင်မှာကြောက်တော့လေလူတွေလည်းပဲ့ရတယ်ဒီလိုပို့တော်မူလားကုမတော်ကိုကိုညာနဲ့ပို့လိုက်စာမဟောမြေမုံဆုံးတော်တော့အဲ့သောဘဗုဒ္ဓကုဋ္ဌနန္ဒတကြီးကတောတပံတည်သွားတယ်အနူရွဲအရွှဲလူဝင်မဆန်းတဲ့ပုဂ္ဂိုလ်လေမြတ်စွာဘုရားတရားဓမ္မခန္ဓာတည်းလည်းကိမ့်သွားရောအကမတ္တရာဆိုတာဒါပြောတာပြခွန်အားတွေရှိသွားတယ်တတိတွေရှိသွားကြောက်စိတ်တွေ ကင်းသွားတာလို့ပြောတယ်။အရိယာမျိုးသိကြသွားတဲ့ပုဂ္ဂိုလ်ကလေအဲ့ဒီမှာအဖိုးတယောက်ကလာပြီးတော့ဟေးသဘဗုဒ္ဓဂောရနုနာတဲ့ပိုးတယောက်ဆိုတာတခြားမဟုတ်ဘူးတခြားမင်းနော်ဘုရားကိုဘုရားမဟုတ်ဘူးလို့ပြောကွာတရားကိုတရားမဟုတ်ဘူးလို့ပြောကွာတန်ခါကိုတန်ခါမဟုတ်ဘူးလို့ပြောကွာမင်းမလည်းကွာအနုရဲ့ရွှဲမွဲလိုက်တယ်လေပြောမနေနဲ့ငါယရနာအပြစ်အိမ်ကြီးတွေအပြစ်တိုက်ကြီးတွေအပြစ်နဲ့ထဲ့ပေးစောက်ပေးမယ်ကွာ ငါမမွေးဘူးတဲ့ငါဆင်းရဲတဲ့ပုံကမဟုတ်ဘူးတဲ့လောကမှာငါချမ်းသာတဲ့ပုံကဟာမင်းနေရမရှိဘူးလေကွာဟိုဘိတ်ကန်နေဒီဘိတ်ကန်နေတယ်မင်းလောက်မွေးတာမင်းရှိတာပဲငါမမွေးဘူးတဲ့ငါခန္ဓာထဲမှာစီစဉ်ဥစ္စာတွေအပြည့်ရောက်သွားပြီတဲ့အဲ့ဒါအရိယာမျိုးစေ့ကိုပြောတာတတပတိမေတောပတိဘူအရိယာမျိုးစေ့တရားကိုပြောတာဒါကြောင့်မင်းတော့ငောက်ထုတ်တာလို့ပြောတယ်နော် တောဘဗုဒ္ဓကုဒ္ဒနာတဲ့အာဂမတတတတိတွေရှိသွားပြီကြောင်းစိတ်တွေကင်းသွားပြီကြော်ရဲဆူရဲသွားပြီရဲတင်းသွားပြီတရားမင်းတော်ပြန်ပြောတာလို့ပြောတယ်အဲ့ဒီမျိုးတွေကြာသွားတယ်အဲ့ဒါကိုအာဂမတတလို့ပြောတာတတိတွေခွန်အားတွေရှိသွားပြီကြောက်စိတ်တွေကင်းသွားပြီလို့ပြောတယ်အဲ့ဒီမျိုးတွေကြာသွားတယ်သောတပံပုဂ္ဂိုလ်ဟာကြည်လင်ရှင်ပြပြီးတော့စကားကိုတမျိုးတည်းပဲပြောတော့တာတဲ့ဗျအမျိုးမျိုးမပြောတော့ဘူးတဲ့ ယောဂီတို့စနို့ဘုဒ္ဓဆင်ရတော်စကားကိုတမျိုးတည်းပြောတာလားအမျိုးမျိုးပြောတာလားအမျိုးမျိုးပြောတာအမျိုးမှစုံနေပြီလို့ပြောလိုက်အဲ့ဒီအမျိုးသေးကြတော့ဘုရားတမျိုးတည်းပြောတာလေအဲ့ဒါကုဒ္ဒသုဒ္ဓဘုရားကုဒ္ဒနာတရားအရိယာမျိုးစေးလည်းကြောက်တော့တတိတွေရှိတော့အဲ့ဒါကိုအာကမတ္တတာလို့ပြောရတာပေါ့နော်ကြိုးစားအားထုတ်ရင်ယောဂီတို့စနို့မရနိုင်ဘူးလားဒီလန့်ရှောက်ပါလေတတန်တေအောင်လုံးမရှောက်ခဲ့တဲ့ရှက် လမ်းတော့ခုမြတ်ဗုဒ္ဓရဲ့သာသနာနဲ့ကြုံလုံးရှောက်ကိုရှောက်အောင်ပါလေ။အဲကြောင့်မိုးစရိယပြောရမလား။ဟာကံကောင်းတော့ညံကောင်းတော့ရှောက်ဆန်းกว่าတဲ့။ဘယ်လိုပြောတာ?ကံကောင်းတော့ညံကောင်းတော့ရှောက်။အင်းအဲ့ဒါပဲ။ရည်တင်းသွားပြီပေါ့နော်။ဘာတရာလဲဆိုတော့အဓိကမတတာ။ဘာတရာလဲ?အဓိကမတတာအထွတ်ထိပ်ကိုရောက်သွားတာလို့ပြောတယ်နော်။ တောဘဗုဒ္ဓကုဋ္ဌနုနာသေးကြီးလေတတိလေရည်တင်သွားတော့ဗောနော်နံပါတ်၄ရအဂမတတနံပါတ်၄ရအဂဗတတဒါတော့ရိုးရှင်းရှင်းလေးပါဖေဟာလောင်တို့မှာဖြစ်တဲ့တတာပေါ့နော်ပါရမီတွေဖြစ်ကျင်တဲ့တရားကိုပြောတာပေါ့နော်အဲ့တော့တရားဗဏ္ဍမျိုးလေ၄မျိုးနံပါတ်၁ကပတ္တနာတတနံပါတ်၂ကဩကပနာတတနံပါတ်၃က အဓိကမတတနံပါတ်၄ကအာဂမတတတတပတဲ့မျိုးလေဒါဆိုရုပ်ရည်စနို့အဆင့်ဆင့်သွားမှာပေါ့ကြိုးစားအားထုတ်ရင်ပန်းတိုင်ဆိုတာရောက်နိုင်တယ်ကြိုးစားထုတ်ရင်ဒါဆိုပန်းတိုင်ရောက်ဖို့ရည်ကြီးတာပေါ့ပြန်နော်မြတ်ဗုဒ္ဓရဲ့သာသနာနဲ့ကြုံတုံးတဲ့ရုပ်ရည်စနို့အခွင့်ရေးတဲ့ရှိတုံးကြိုးစားအားထုတ်အောင်ပါလေ အကြောင်းလူဘဝအရာတို့သာသနာနဲ့တွေ့တုံတစ္ဆာဟောနိုင်တဲ့ဆရာကောင်းနဲ့တွေ့တုံကျမ်းမာရေးကောင်းတုံလူဘဝရာတုံသာသနာနဲ့တွေ့တုံတစ္ဆာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်နဲ့ကြုံတုံကျမ်းမာရေးကောင်းတုံတုံလီတုံတုံပနဲ့တုံ ါကတော့မာဘုရမေဆရာကြီးကပြောခဲ့တာကိုချင်းမြင်ခဲ့တာကိုပြန်တုံးလေးတုံးကိုတိုင်ထူပြီးတော့ဝိပဿနာအိမ်ကြီးစောက်ပြင်အောင်စောက်လို့မာဘုရမေဆရာကြီးကပြောတာဗျတုံးပနဲ့တုံးလေးတုံးလူဘဝဇာတုံးသာသနာနဲ့တွေ့တုံးเนาะတစ္ဆာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်နဲ့ဂျုံတုံးကျမ်းမာရေးကောင်းတုံးတုံးပနဲ့တုံးအဲ့ဒီတုံးလေးကိုတိုင်ထူတဲ့ တိုင်တူပြီးဘာအင်ကြီးဆောင်မယ်ဝိပဿနာအင်ကြီးဆောင်ဒီလိုပြောတာเนาะမာရင်းဆိုတော့ကြီးရတုံးလေးတုံးကိုတိုင်တူပြီးတော့ဝိပဿနာအင်ကြီးဆောင်ကိလေသာမိုးတွေယွာရင်မယိုစီးအောင်ဝိပဿနာအင်ကြီးကိုအမိုးကောင်းကောင်းနဲ့ဆောက်လို့ပြောတာဗျတုံးလေးတုံးတိုင်မတူနဲ့ဝိပဿနာအင်ကြီးမဆောင်ရင်တော့ကိလေသာမိုးတွေယွာရင်တော့ဒီကိုယ်လုံးရွှဲကုန်မှာပေါ့ဆိုတော့ကြီးကဒီလိုပြောတာเนาะ အလစံတုံးလေးတုံးထိုင်သူဝဒနာအင်ကြီးဆောင်မယ်ဆိုရင်ဘယ်ကိုကြည့်မယ်ခန္ဓာကိုကြည့်မယ်အခန္ဓာလို့ပြောတာနော်ဘယ်ကိုကြည့်မယ်ခန္ဓာကိုကြည့်မယ်ဒါဒီလိုပြောရဟုတ်ပက်မှာဥစဉ်တရားတော်ဟောတော့ဘယ်လိုပြောလဲမှန်နော်ဝဒနာအင်ကြီးဆောက်ဖို့ဆိုရင်ဘယ်ကိုကြည့်မယ်ဆိုကိုကိုကိုဥစဉ်ကလုံကြီးထောက်ပြောတော့သူတို့ကပါပြနေဥစဉ်ကိုကြည့်မယ်တဲ့ တချို့နေရာတွေမှာလေပထမကြိမ်တရားဆောက်ဟောတဲ့နေရာတွေမှာတိတ်ပင်ပန်းနေတဲ့နော်ယောဂီတွေတော်တော်ကိုပြုတ်ယူရတယ်မေးလည်းမကြည့်ဘူးမော့ပြီးကြည့်တော်တော်သင်ရတယ်နော်ဒါယောဂီတွေစနေစရာပေးယူရတက်ပြီးသားလေနော်တရားလည်းဒီလိုမှဆင်ပြေတာဟုတ်ပြက်နော်ဘုံမှာဟောရဲမေးလည်းမပြောဘူးလူမော့ကြည့်နေခန္ဓာဘယ်နှပါးလဲဆို ပြောဘူးပြက်မနာကြည့်တယ်သိလားတချို့ယောဂီတွေက ကနဘာဘာလဲဆိုပြောဖို့မပြောတာမာနာကြီးတဲ့ယောဂီတွေနဲ့လာတွေ့ဒုံလေးတွင်ကိုတိုင်တူပြီးတော့ဝဒနာရင်ဆောင်မယ်ဆိုရင်ဘယ်ကိုကြည့်မယ်ခန္ဓာကိုကြည့်မယ်ကဲခန္ဓာမြဲသလားဖြစ်ပြီးတော့ဘာသစ္စာရှုတဲ့ဉာဏ်ကတေရာကနောက်ခန္ဓာမလာရာကသစ္စာဘယ်နှချက်ဆိုင်လေးချက်ဆိုင်ဒါဘသူရဲ့ကြိုက် ဘသူရဲ့လမ်းစဉ်ဘသူရဲ့အဆုံးမဘုရားရဲ့ကြိုက်ဘုရားလမ်းစဉ်ဘုရားရဲ့ဆုံးမယင်တယ်လေကိမ့်ရောလူချင်းတဲ့နိဗ္ဗာန်မရဘူးလားယောဂီဘောင်သူတော်ကောင်းတို့လေလူချင်းတဲ့နိဗ္ဗာန်ရောက်နိုင်အောင် တုံးလေးတုံးကိုတိုင်သူပြီးဝတ္တနာအင်ကြီးနေတိုင်းတိဆောက်ကြပါလို့တိုက်တွန်းရင်အချိန်စေလို့တော်ကြအောင်စုသာ